မင်္ဂလာပါဆရာတော်ပဲမှာဆရာဒီနေ့ဒီဗီဒီယိုမှာ permutations နဲ့ combinations problem တွေကိုဘယ်လိုခွဲခြားရလဲဆိုတော့ legend ကလေးလုပ်ပေးမယ်။ဒါအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ဆရာပြန်ကြားသိရတဲ့ကိစ္စကចောင်းသားအများစုဥစ္စာဖတ်လိုက်တယ်။ဘယ်ဟာ permutation ဘယ်ဟာ combination problem လဲဆိုတာခွဲခြားဖို့ challenge ဖြစ်တယ်ပေါ့နော်။စင်ခေါ်မှုတစ်ခုဖြစ်တယ်ဆိုတာလေးဆရာပြန်သိရတာဖြစ်တယ်။အဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့သိယူနိုင်တယ်။ဆိုတော့အဓိကတော့အင်္ဂလိပ်စာအရေးအသားအသုံးနှုန်းလေးတွေကိုဆရာအဓိကဒီမှာပြောချင်တာပေါ့နော်။ဟုတ်ပြီခုဒီမှာဆိုတော့ရှင် picking it no two fruits to to eat from a basket containing five different fruits there no so တို့ဒါကအသီးမတူတဲ့ငါးမျိုးရှိတယ်အမျိုးအစားမတူတဲ့အသီးငါးမျိုးရှိရဲ့ဥပမာဆိုပန်းသီးလိမ္မော်သီးအာတော့ဘက်သီးတရေသီးအစားရှိတယ်ပေါ့နော်ငါးလုံးရှိတယ်အဲငါးလုံးတွေကနေပြီးတော့စားဖို့နှလုံးကိုယူတယ်သူက order ဟာ doesn't matter order အရေးမကြီးဘူးเนาะဘယ်လုံးပြီးမှဘယ်လုံးယူရမယ်လို့မဟုတ်ဘူးเนาะ စားဖို့နှလုံးယူလိုက်တယ်ဆိုတော့ picking လုပ်လိုက်တယ် picking လုပ်လိုက်တယ်ဆိုတဲ့သဘောကเนาะဒီ concept ဒီ watcher ကြောင်းလုံးကိုဆရာဖတ်ဖို့လိုတယ်เนาะเนาะ picking လုပ်ရဲဆိုတဲ့သဘောက order အရေးမကြီးဘူးအဲ့ဒါ order doesn't matter အဲ့ဒါဒါဟာ combination နောက်တစ်ခုဆရာကြည့်မယ်အဲ selecting four questions to answer for a list of 10 questions ဆိုလိုတာမေးခွန်း10ခုတဲကနေပြီးတော့၄ခုရွေးဖြေရမယ်ဘယ်ဟာပြီးမှဘယ်ဟာဖြေရမယ်ဆိုတဲ့အဓိပ္ပာယ်မပါဘူး order doesn't matter order အရေးမကြီးဘူး အဲ့ဒါကြောင့်မလို့ဆရာတို့ဒါဟာ combination order ဆိုအစီအစဉ်ကိုပြောတာเนาะအစီအစဉ်အရေးမကြီးဘူးနောက်နောက်တစ်ခုနောက်နောက်တစ်ခုကကြတော့ဆရာတို့က the refaticist the ရမုံငွေပေါ့နော်ရမုံငွေတဲ့ဆရာတို့လက်မှတ်လေးတွေရောင်းလာလေးတွေမြင်မှုကြားဖို့လိမ့်မယ်เนาะအဲ့ဒီထက်ကနေပြီးတော့တဲ့အဲမဲပေါက်တဲ့သူ၃ယောက်ကိုရွေးချယ်မယ်ပေါက်တဲ့ဘယ်သူပဲမဲပေါက်မဲပေါက်ရမယ်ဆိုတော့အကုန်တူတူပဲเนาะဆိုလိုတာဒံဟိုးဒံဟိုးကြီးရမယ်ဆိုအကုန်လုံးဒံဟိုးကြီးပဲရမှာပေါ့เนาะစုတူတူပဲဆိုတော့ဒီ refaticist 20 refaticist တွေကနေပြီးတော့၃ယောက် နော်၃ယောက်ကိုရွေးချယ်တာ၃ယောက်ကိုရွေးချယ်တာဖြစ်တဲ့အတွက် order အဲ့ဒါလဲ order doesn't matter order ဟာအရေးမကြီးဘူးเนาะအဲ့ဒါ combination problem ပဲဟုတ်ပြီအခု security မှာပါလဲဆိုတော့ playlist of 20တခြင်းပုံ20ရှိရတခြင်းပုံ20ပါတယ်เนาะ album ပေါ့เนาะ playlist ပေါ့ဒါ youtube မှာဆိုတော့ playlist တော့ဆရာတို့ခေါ်တာရှိရ facebook မှာ facebook မှာဖြစ်ပြောတာအဲ့ဒီကနေဆရာတို့ကတခြင်း၄ပုံကိုဆရာတို့ကအစီအစဉ်ချမှာ ordering လုပ်မှာ အဲ့တချင်းလေးဘုတ်ကိုအစီအစဉ်ချမယ် ordering လုပ်မယ်ဆိုလိုတာကဘာတချင်းပြီးရင်ဘာတချင်းဘာတချင်းပြီးဘာတချင်းဆိုပြီးတော့ပေါ့နော်တခါကျရရောက်ရှိရတယ်အဲ highway တွေပါရင်တွားရင်ကားမောင်းမဲ့အခါမျိုးမှာဆရာတို့တချင်းတွေကိုကြာပန်းနားမထောင်ချင်ဘူးနော်အဲဆက်ဆက်ချင်းမှာဆရာတို့အေးငင်းငင်းနဲ့တွားမယ်နည်းနည်းအိမ်ငယ်တဲ့အချိန်လောက်မှာ rock တွေ matter တွေဆရာတို့ဝင်လာမယ်အစရှိတယ်တချင်းတွေကို sorry လုပ်တာတတိယပြောရင် ordering လုပ်တာအစီအစဉ်ချအဲ့ဒါဒီ order matters နော် order ရေးကြည့်တယ်အဲ့ဒါကြောင့်ဒါဟာ permutation problem နောက်တစ်ခုဆရာတို့ကြည့်အောင် ောက်တစ်ခုကကြတော့ arrange three books out of 11 on a shelf စာအုပ်စင်ပေါ်မှာ7အုပ်ရှိရဲ့အဲ7အုပ်ထဲမှာ3အုပ်ကိုယူပြီး arrange လုပ်မယ်ဒီစာအုပ်စင်ပေါ်မှာစာအုပ်7အုပ်ထဲ3ယူယူပြီးပြန်ပြီးတော့ arrange လုပ်မယ်စီမယ်စီစီကြီးလေးထားမယ်ဘာစာအုပ်ပြီးမှဘာစာအုပ်လာမယ်ပေါ့အဲ့လိုမျိုးဆရာတို့စဉ်းစားဖြစ်တဲ့အတွက်ကြောင့်မလို့ order ဟာ matter order matters ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဆရာတို့က permutation problem တော့ order အရေးကြီးသွားတဲ့ order matters เนาะ ဟုတ်ပြီနောက်တစ်ခုနောက်တစ်ခုကကြတော့ဆရာတို့ကဓာတ်ပုံလေးတွေ organizing လုပ်တယ် the specific sequence for a slideshow from six chosen photos ဒါဒီဓာတ်ပုံချဖို့ရေးတာအဲဓာတ်ပုံချဖို့ရေးတာတော့ဆရာတို့ဘာလုပ်မှလဲဆိုတော့ slide အဲ slideshow နဲ့ဆရာတို့ပြမှာဟုတ်ဆရာအဲ့ဒါမျိုးကဆရာတို့စားတော့ဆိုင်နေမှာလည်းရှိရဲ့တဲ့မှာဟိုမှာဆိုပါစို့ KFC ပါဆိုတော့တွားလိုက်လို့ရှိရင် TV တွေနဲ့ပြလာတယ်ဟိုဟိုမှာဒါဘာဂါ ဒါအဲဖရန့်ဖရိုက်ဒါမျိုးအာလူကျော်အစရှိတယ်ပြောတော့ဘာဂါအာလူကျော်ဟော့ဒေါ့အစရှိတယ်အဲ့လိုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုသူဓာတ်ပုံလေးတွေဝင်းဝင်းလာတာ TV မှာမြင်နေရတယ်စသောက်ဆိုင်တွေမှာဆိုရင်အလားတူပဲအခုကဒါဘာလဲဆိုတော့ wedding wedding photo နော်မင်္ဂလာဆောင်တဲ့ photo တွေကိုဆရာတို့ကအဲ in a in a specific sequence နော်သူရဲ့ဘာပုံပြီးမှဘာလာမယ်ဆိုတော့စဉ်းစားစဉ်းစားတဲ့ပုံစံအဲ့ဒါ automatic order အရေးကြီးတော့တွေ့လားနော် slide show မှာသူကပုံတွေကို ေါ်ခြင်းသလိုပေါ်ခိုင်းတာမဟုတ်ဘူးဘာပုံပြီးမှဘာလာမယ်ဘာပုံပြီးမှဘာလာမယ်အဲနောက်ဆုံးအဲကောင်းအဲဒီသူတို့သားနဲ့သူတို့သမီးနဲ့နန်းနဲ့ပုံလေးနဲ့အဆုံးသတ်မယ်အဆရှိသဖြင့်ပေါ့ဒါမျိုးအဲ့ဒါကြတော့ order matters ဖြစ်သွားတယ်အဲ့ဒါ permutation ပုံစံနော် permutations လို့ဆရာခေါ်တယ်နော်နောက်တစ်ခုနောက်တစ်ခုကကြတော့ designing licensing plates using three letters followed by three numbers no repeats အင်းတို့ကြတော့ဘာသုံးလဲဆိုတော့ဆက်စချင်းမှာ letter 3လုံးသုံးမယ်နောက်ထပ် နံပါတ်3လုံးတော့မယ်။ဟုတ်ပြီ။ကားနံပါတ်ပြားဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ order ဟာအရေးကြီးတယ်။မနှစ်နှစ်6ဆိုတဲ့ order နဲ့နှစ်6နှစ်ဆိုတဲ့ order မတူဘူး။ဒါကားကားနှစ်စီးဖြစ်သွားပြီ။နော်အဲအဲ့ဒါလေးအရေးကြီးရဲ့အရှိက letter အနောက်က number ဘလိုပဲဖြစ်ဖြစ်ဆရာတို့ဒါကိုဆရာတို့ကဘလိုပဲ CC8 season မှုဒီ order ဟာအရေးကြီးတယ်။ ော်အခုဒီမှာဆရာ no repeat ဆိုဆရာရေးထားတယ်ဒါပေမဲ့ပုံမှန်တော့ဆရာအဲ22ဆိုပြီး repeat လေးဖြစ်နေတယ်အဲ့လေကိုယ့်ကိုဖြည့်ပြီးတော့ဒါနားလည်ပေးလိုက်နော် repeat မဖြစ်ရဘူးဆိုတဲ့သဘောအဲမှာ226အစားကိုစိတ်ထဲမှာ236ဆိုပြီးတော့ဒါ not keeping your mind စိတ်ထဲမှာမှတ်ထားလိုက်မတူပါဘူးနံပါတ်လုံးသုံးပြီးသွားရင်ပြန်မထက်ရဘူးအစားရှိတယ်တကယ်လက်တွေ့မှာထက်ခြင်းလည်းထက်မှာပေါ့နော်ဟုတ်ပြီထက်ခြင်းမထက်ခြင်းဆိုရတယ်ဆရာအခုပြောနေတာပါဆို order အရေးကြီးတယ်နော် order အရေးကြီးတယ် order အရေးကြီးရဆို order matters ဆိုလို့ရှိရင်ဒါပါ permutations problem เนาะနောက်တစ်ခုအဲဆရာကចောင်းသားလေးယောက်ကိုရွေးတယ်တဲ့ feed တစ်ခုသွားဖို့ပေါ့เนาะလေးလိုက်ခီတစ်ခုသွားဖို့အတွက်ပေါ့เนาะ၁၀ယောက်ကနေဆရာလေးယောက်ရွေးမယ်အဲ့ဒါဘယ်သူပြီးမှဘယ်သူဆိုတော့ order အရေးမကြီးတော့ဘူး၁၀ယောက်ရှိရယ်လေးယောက်ကိုဆရာရွေးလိုက်တယ်เนาะ choosing for students order doesn't matter အဲ့ဒါမျိုးဆရာဒီ data ပါဆိုတော့အာ combination problem เนาะနောက်တစ်ခုနောက်တစ်ခုကကြာဆရာ selecting two colors from a box of 10 to paint a wall နိုင်ငံတစ်ခုကိုဆရာကစေးတော့ဖို့အတွက်တဲ့ ်နော်ကလာအယောင်ဆယ်အောင်ရှိတဲ့ကနေနှစ်အောင်ရွေးတယ်ဆယ်အောင်ရှိတဲ့နှစ်အောင်ရွေးရဲ့ဘယ်အောင်ပြီးမှဘယ်အောင်ဆိုပြီးကျတော့ရွေးကြမလို့ပါဘူးနော် order doesn't matter ပါအဲ့ဒါမှဒါဟာ combination problem ဖြစ်တယ်နော်ဆယ်ဆယ်မျိုးတွေကနေပြီးကျတော့နှစ်မျိုးကိုရွေးတယ်နှစ်မျိုးကိုတွဲတယ်တွဲဆက်တယ်ဆိုတဲ့အတိတ်ပဲနော်အဲ့အဲ့ဒါဒီ order doesn't matter အဲ့ဒါ combination problem ပါအဲ့နောက်တစ်ခါနော်ဆရာတို့ schedule လို့လည်းထည့်ရတော့ schedule လို့လည်းထည့်ရတော့เนาะ American အတန်ထွက်နဲ့ British အတန်ထွက်အဲ့ဒါပဲကွာเนาะ scheduling four presentations from a list of eight speakers ဆိုလိုတာကလေအဲ domain ဆို speaker ရှေ့ရောက်ရှိတယ်ပေါ့ရှေ့ရောက်ထဲကနေဆရာ၄ယောက်ကိုဆရာတို့ကဘာလို့ဆို schedule လုပ်မယ်အမဒီအားနဲ့ပတ်သက်ပြီးစကားပြောမယ့်သူရှေ့ရောက်ရှေ့ရောက်ထဲမှာ၄ယောက်ကိုဆရာတို့ကရွေးပြီးတော့အဲပထမနေ့မှာ day 1မှာ၄ယောက်စကားပြောမယ်ဆိုတော့စကားပြောရဲဆိုတော့ဆရာတို့ကဘယ်သူပြီးမှဘယ်သူပြောမယ်ဆိုတော့ order ဟာအရေးကြီးသွားတယ် နော်အမမနေ့ပိုင်းမှာနှစ်ယောက်နှစ်ယောက်တစ်မှာပထမဆုံးစပြောမှာဘူးဒုတိယပြောမှာဘူးနေခင်းပိုင်းမှာနှစ်ယောက်ဆိုရင်ပထမပြောမှာဘူးဒုတိယပြော scheduling လောက်တာအဲ့ဒါဒီ automatic အဲ့ကြောင့်ဒါဒီ permutation နော်နောက်တစ်ခါဆရာတို့ကအဲဒါလေးကိုစဉ်းစားမယ်ဆိုရင်ဆရာတို့ကအဲအပြည့်ဒီပေါ့နော်အပြည့်ပြိုင်တဲ့သူပေါ့နော်10ယောက်ရှိရဲအဲ့ဒါကြောင့်မို့ first second third ဆိုရဲ matter စုရတယ်ပေါ့နော်ပထမဆုံးဒုတိယတတိယဆုရတဲ့ခါကိုဆရာတို့က assign လုပ်တယ်အဲအဲ့ကြောင့်ဆရာနေရာချတာ order အရေးကြီးတယ်နော် order matters ဖြစ်သွားတယ် နော် order အရေးကြီးတော့ဖြစ်ရတဲ့သူဒီ permutation problem ဟုတ်ပြီအခုဒီမှာကျ choose three student for a group project from class of 30ဆိုတော့အဲ့တော့38ရဲ့ကနေပြီးတော့ group project တစ်ခုအတွက်တဲ့နော်တောင်းတောင်းကိုဆရာရွေးတယ်အဲ့ဒါတောင်းတောင်းရရင်ပြီးပြီဘယ်သူပြီးမှဘယ်သူဆိုတဲ့ order မျိုးကအရေးမကြီးဘူး order doesn't matter နော် order doesn't matter အဲ့ကြောင့်ဒါ combination problem okay အဲ့နောက်တစ်ခုဆရာတို့က picking five books to take on vacation from a collection of eight ဆိုလိုတာကအဲစောက်ရှုပ်ရှိရဲ့အဲစောက်ရှုပ်ကနေပြီးတော့သူရဲ့ចောင်းပိတ်ရက်ပေါ့နော်အားလည်းရက်မှာနော်စာဖတ်ဖို့တွေငေါ့ကိုရွေးတယ်နော်သူဖတ်ကျင်တဲ့ဟာအရင်ဖတ်မှာပေါ့ဒါပြဿနာမရှိဘူးစိတ်စိတ်ကူးထဲမှာတဲ့တဲ့ဟာ feel လာတဲ့ဟာအရင်ဖတ်လိုက်မယ် order doesn't matter ရှုပ်ထဲကငေါ့ကဘလူရွေးရွေး order ဟာအရင်မကြည့်ဘူး order doesn't matter အဲ့ကြောင့်ဒါ combination problem နောက်တစ်ခု နောက်တစ်ခုကကြတော့ creating different three letter codes from the letters a to z အဆိုလိုတာ A ကနေ Z ရှိတယ်ဆိုတော့เนาะ English alphabet 26လုံးရှိတယ်ပေါ့အဲ့ဒီထဲမှာဆိုတော့ three letters ကို letter 3လုံးနဲ့ဆိုတော့ကုတ်လုံးမယ်မတူညီတဲ့ကုတ်တွေလုံးမယ်ဆိုတော့ letter 3နဲ့ခုတ်လုံးပြီဆိုတော့ဟိုဟာသူက automatic ဖြစ်သွားပြီเนาะအစီအစဉ်ချအရေးကြီးပါ A ပြီးမှ B လား B ပြီးမှ C လားအဲ့ဒါအဲ့ဒီ ABC နဲ့ BAC နဲ့ကမတူတော့ဘူးเนาะကုတ်နံပါတ်မှာဘာလို့ဆိုတော့အဲ့ဒါဒီ password password သာဖြစ်ခဲ့မယ်ဆိုရင် ABC ၃လုံးကိုသုံးပြီးတော့ဆရာတို့က၆နီးတော့မှဆရာတို့စဉ်းစားလို့ရဟုတ်တယ်လား ော်ဒါပြောမယ်ဆိုမြန်မာနိုင်ငံကအများစုကချက်နံပါတ်တွေနဲ့ရင်းနှီးပြီးသားပါအဲချက်နံပါတ်ဆိုရင်ဒါပါဆိုအဲ6ခွက်ရှိတယ်ပေါ့ပတ်လဲပေါ့ပတ်လဲပတ်လဲပေါ့နော်အဲပတ်လဲပေါ့ ABC ဆိုရင်ပတ်လဲဆို6ခွက်ရှိတယ်ပေါ့နော်မတူဘူးပြောချင်တာကလေနော်မတူအော်ပြောတင်ရမယ် order matters ဖြစ်တယ်အစီအစဉ်ဟာအရေးကြီးသွားတယ်အဲ permutation problem နော်ဒီလိုကိစ္စမျိုးပေါ့ဆိုတော့အခုဒီမှာဆိုလို့ရှိရင်ကြည်လား choosing six member comedy from a club of 15 people နော်လူ15ယောက်ရှိ club ကနေပြီးတော့တဲ့ လူ6ယောက်ပါတဲ့ company တခုကိုဆရာတို့ကဖွဲ့စည်းမယ်ဖွဲ့စည်းမယ်လူ6ယောက်ရွေးမယ် order doesn't matter order အရေးမကြီးဘူးလူ6ယောက်ရရင်ပြီးပြီအဲ့ဒါ combination problem နော်အဲနောက်တစ်ခါဆရာတို့ကအဲ3တဲ့ number ကိုဆရာတို့က repeat မပါဘူးထပ်ထပ်ခါထပ်ခါဆရာမသုံးဘူးဒါပေမဲ့0 to 9ပေါ့ကဏ္ဍ7လုံးရှိတယ်ကဏ္ဍ7လုံးနဲ့ကနေပင်ကုတ်လုပ်မယ်ဘယ်နှလုံးပါတဲ့ပင်ကုတ်လဲဆိုတော့4လုံးပါတဲ့ပင်ကုတ်လုပ်မယ်အဲ့ဒါလည်းပဲ order matters ဖြစ်သွားတယ်နော် creating different 4 digit pin เนาะအဲ့ဒါဒီပါလဲဆို order matters ဖြစ်သွားတယ်เนาะအဲ့ဒါ permutation problem เนาะအခုဒါဆိုဆရာတို့ကပါလဲဆိုတော့ဒါထီလက်မှတ်ပေါ့ထီလက်မှတ်ဆိုဆရာတို့ကဥမာဆိုပါဆိုတစ်ကနေပြီးတော့ဆရာတို့က49ရှိမယ်ပေါ့เนาะအဲ့ဒီထဲကနေဆရာကဂရန်6လုံးရွေးရမယ်အဲဂရန်6လုံးရွေးရမယ်ဆိုလို့ရှိရင်အဲဆိုပါဆိုဥမာဆိုပါဆို5ဆိုလို့ရှိရင်05ပေါ့အဲ့လိုတုံးနေပေါ့ဆရာတို့က5ဆို05ပေါ့အဲစက်ခွန်ပေါ့24ပေါ့အဲ့လိုဂရန်6လုံးပေါ့ အဲ့ grand chalon ရွေးတယ်ဆိုတာ lottery တက်ကထီလက်မှတ်ဆိုတာ order doesn't matter เนาะ order doesn't order အရေးမကြီးဘူးเนาะကိုကိုကိုကြိုက်တဲ့နံပါတ်ကို6လုံးကိုရွေးလိုက်ပေါ့เนาะအဲအဲ့အဲ့ဒါဒီပါလဲဆိုတော့ combination problem choosing 6 number for a lottery ticket out of 49ဟုတ်ပြီเนาะအနောက်တစ်ခုကကြတော့ seating 5 to in a row of 5 chairs တဲ့လားဒီခုံအားလုံးမှာခုံအားလုံးတန်းထားတဲ့ခုံအားလုံးမှာ လူ9ယောက်ထိုင်နေဆိုတဲ့ case ဟာ automatic เนาะစစချင်းမှာကော်မလေးမထိုင်ပဲနဲ့ကောင်လေးလက်ထိုင်တယ်ကောင်မလေးဆိုရင်လည်းပဲအဲဘောင်းမီနဲ့ကော်မလေးမဟုတ်ပဲနဲ့ခေါင်းဝင်နဲ့ကော်မလေးလည်းစထိုင်လို့ရပြောချင်တာ automatic ဘယ်သူပြီးမှဘယ်သူထိုင်တာလဲဆိုတာအရေးကြီးတယ်အဲ့ဒါ automatic ဆိုတော့အတွက်ကြောင့်မလို့ဒါဟာ permutation problem ဖြစ်တယ်အဲ့တော့ဆက်ဒီဗီဒီယိုမှာအနှစ်ချုပ်နေနေဆရာပြောချင်တာလေးတခုကပါလဲဆိုတော့ဥမာဆွေးကြပါဆိုတော့ဆိုတော့ seeding တွေ့လားဒါ seeding ဆိုပြီးတော့ အဲ့လိုမျိုးပေါ့နော်တချို့ကကြတော့ choosing တော့ arranging တော့အဲ့လိုမျိုး sliding တော့ဆိုရယ်စကလုံးလေးအနေချင်းကိုမှတ်ပြီးတော့ permission command ရှင်ခွဲနေဆိုတဲ့ဟာကလည်းမလုံလောက်ဘူးလို့ဆရာဒီဗီဒီယိုမှာပြောပြချင်တာဟုတ်ဆိုသူ့ရဲ့သဘောတရားကိုဆရာက concept ကိုဆရာနားအခုတော့ဆိုရင်ဆရာက city လူ9ယောက်ပေါ့နော်လူ9ယောက်တစ်ဆက်တည်းဆရာထိုင်နေနော်အဲ့အဲ့ဒါဆိုရင်သူကခုနဟိုဟိုမှတ်ထားတဲ့ vocabulary တလုံး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 နဲ့မလုံလောက်ဘူးဒီမှာဆို assigning တွေ့လား assign လုပ်တာ နော်ပထမနေရာဒုတိယနေရာခုံနေရာနဲ့အနေအမြင့်မတူဘူးတွေ့လားနော်အဲ့ automated spit တယ်ပေါ့နော်အဲဒါမျိုးပေါ့ဒါဆို creating လောက်တာ creating တွေ့လားနော်ခုနလိုမျိုးပေါ့နော် arrange လေးတစ်ခုလောက်နေမှတ်ပြီး permutation လို့ဆိုရတော့ပြောလို့မရအောင်အဲ့ဆိုအနေနဲ့အခက်ခဲတွေ့လိမ့်မယ်ပုံစံတွေကပုံစံမျိုးစုံရှိနိုင်တယ်နော်တကယ်လက်တွေ့မှာဒါဆိုရင်တော့ arranging ဆိုတာဒါမြင်လိုက်တယ်မှတ်ထားတဲ့စကားလုံးတန်းမြင်တာဖြစ်တဲ့အတွက်အလွဲတကူသူကဆုံးဖြတ်နိုင်သွားနိုင်တယ်ဒါဆိုရင် ordering တွေ့လား ordering လောက်တာနော်ဒါဆိုရင် designing license plate သူ့ရဲ့အဲ အကြောင်းအရာဘာလဲဆိုတာကိုဆရာတို့သိဖို့လိုတာပေါ့နော် vocabulary တလုံးနှလုံးလောက်ကိုပဲအလွတ်ကျက်ထားပြီးတော့ဒီပုစာတွေကိုကင်တွယ်တာကတော့မလုံလောက်ဘူးလို့ဆရာမြင်တယ်အဲ့တော့ဒါလေးကိုဆရာအနှစ်ချုပ်ပြောပြတာအခုဆိုဒီမှာကြည့်လိုက် sliding ရဲ့ president vice president secretary နော်ဆိုလိုတာက president တို့နော်ခေါင်းဆောင်ဒုခေါင်းဆောင်ပေါ့အတွင်းရေးမှုပေါ့အစရှိတွေလူဆယောက်ကနေပြီးတော့ရွေးတာပေါ့နော်အဲအဲ့ဒါဆိုလို့ရှိရင်ဆရာတို့က automatic ဖြစ်သွားတယ်တွေ့လားနော် automatic ဖြစ်သွားတယ် ။ဘာဖြစ်လို့ဆိုတော့ तू ကလူ၃ယောက်ကိုရွေးတာမဟုတ်ဘူး။ तू ယာတူးတွေပါပါလာတယ်။เนาะအဲ့ဒါအဲ့ဒါ salary လောက်တာပဲတွေ့လား။เนาะဒါပေမဲ့ automated spirit တွေအဲ့ဒါ permutation เนาะအဲ salary ကိုပဲအသေးအဲ့လိုမျိုးမှတ်ပြီးတော့ combination ကိုသွားလုပ်လို့ရှိရင်လွဲသွားလိမ့်မယ်เนาะအကြောင်းအရာကိုဖတ်မယ်เนาะအကြောင်းအရာအရေးကြီးတယ်။ဒီမှာဆိုတွေ့လား scheduling လောက်တာတွေ့လား။ for presentations တွေ့လား။အစရရဒီဗီဒီယိုကနော်ဟိုလေ့ကျင့်ခန်းဗီဒီယိုဖြစ်တဲ့အရင်အရေးကြီးတဲ့ကလေးတွေအတွက်နော်ဒါဒါ ီဗီဒီယိုကြည့်တဲ့ဒါចောင်းသားတွေဆိုလို့ရှိရင်တော့ဒါထက်ခါတခါပြင်နေတယ်ပြီးနောက်တစ်ခုကဒီထက်များတဲ့လေ့ကျင့်ခန်းတွေကိုလုပ်စီခြင်းနဲ့ဆရာတော့နော် organizing photos တွေ့ဒီမှာဆို organizing တွေ့လားဆရာ vocabulary တွေဆရာပြောင်းပြောင်းသွားတယ်ဒီမှာဆိုရင်ဆရာဒါလည်း creative မယ်နော်ဒါလည်း creative မယ်တွေ့လားနော်အဲ့ဒီဒါဆိုလို့ရှိရင် choosing ဒါဒါမှတ်ထားလို့ရတယ်ဒါဒါဆိုရင် choosing four student out of 10 तू ကတော့ယာရူးတွေမပါဘူးတဲ့လား၁၀ယောက်ထဲနေ၄ယောက်ကိုပဲတော့ဆယ်ရွေးတာเนาะအဲ့ဒါကြောင့်ဆယ်ရွေး combination ဆို order order doesn't matter เนาะ ဒီမှာဆိုရင် salading လုပ်တယ်3 toppings ပေါ့နော် for a pizza now for a village ရှစ်ခုရှိရပေါ့နော်ရှစ်ခုရှိရတဲ့မှာဥမာဟင်းနူနွေနဲ့တော့သွားမလား strawberry နဲ့သွားမလားခရမ်းချီနီးနဲ့သွားမလားအစရှိပြီသုံးခုတော့ရွေးလဲရှစ်ခုထဲမှာသုံးခုတော့ရွေးလဲဒီ pizza အတွက်ပေါ့နော် so အဲ့ဒါဒီ order doesn't matter ပဲ combination problem တွေ့လားနော်အဲဒီမှာဆို picking တွေ့လား picking လုပ်တာ pick လုပ်တာတွေ့လား order doesn't matter သူသူဖတ်လိုက်ရင်ဒီ vacation မှာတဲ့ရှစ်ယောက်ထဲကနေပြီးတော့အဲရှစ်မျိုးထဲကနေ၅မျိုးဆိုတော့ဘာလုပ်တာဆိုတော့ um ဟိုဟာလုပ်တာ เนาะเอ่อยွေးတာဗောเนาะဒီဒီတအားလိုက်ရဲ့လေးမှာစောက်ဖတ်ဖို့အတွက်ဗောเนาะနောက်တစ်ခုကကြာဒါ Choosy 6မှာမှာ comedy လုပ်တာเนาะဒါ combination ပဲနောက်တစ်ခု Sliding to color from a box of dent ပြောမယ်ဆိုရင်အယောင်ဆေးအောင်ရှိတယ်မှာနှစ်အောင်တွဲတာဗောเนาะနှစ်အောင်တွဲတယ်နှစ်အောင်ယွေးတယ်တွဲတယ်เนาะဒါမျိုးဗော Choosy 3 winners ပေါ့เนาะအဲ Rafa Tech ရန်ကုန်ကြီးတက်ကက်ထဲကနေပြီးတော့ဆရာတို့เนาะပောက်တဲ့မဲပောက်တဲ့သူ3ယောက်ကိုဆရာတို့ယွေးတယ်เนาะ or a doesn't matter combination เ နော်အဲဒီမှာဆိုရင် picking two fruits ပေါ့နော်အဲအတီးငါငါလုံးနဲ့ကနေပြီးတော့နှလုံးကိုမျိုးစားမတူရင်ငါမျိုးနဲ့နှစ်နှစ်မျိုးကိုသူကရွေးတယ်စားဖို့အတွက်ပေါ့နော်အဲ့ဒါလဲ order doesn't matter ပဲဒီမှာဆိုလဲဒီတိုင်းပဲဒါဆောင်မိုးပဲဖြည့်တယ်ဘယ်သူမှဆိုကြုံမှုနဲ့အဲနှစ်သက်ရာအဲလေးဘုတ်ဖြည့်ပါဆိုရင်ဘယ်လေးဘုတ်ပဲဖြည့်ဖြည့်ပေါ့နော်ဆယ်ဘုတ်ထဲကနေလေးဘုတ်ဖြည့်မယ်ဆိုလို့ရှိရင်ဒါဟာ order doesn't matter နော်အဲ့ဒါဒါ combination နော် order အရေးမကြီးဘူးနော်နောက်တစ်ခု choosing six numbers ဒါလဲ order အရေးမကြီးဘူးတွေ့လား เนาะไอ้มาเสียรู้ว่า combination มาဆိုရင်တော့အများစုတွေ့ရတာကတော့အဲ့လို choosing လို့ပါတော့တွေ့ရလိမ့်မယ်ဒါပေမဲ့ permutation มาဆိုရင်တော့ပုံတံမျိုးစုံနဲ့ vocab တွေကိုတွေ့ရလိမ့်မယ်ဒါလေးကိုဆရာကဒီ video မှာအဓိကចောင်းသားတွေကိုဒါလေးကိုသင်ယူစေချင်တာဖြစ်တယ်အဲဆရာခုဒီနေ့မှာပြောသွားတာတော့ပုံစံအပုတ်20လောက်ရှိတယ်အပုတ်90 60လောက်လေ့ကျင့်ထားတယ်ဆိုလို့ရှိရင် permutation combination ခွဲတာလေ့ကျင့်ထားမယ်မြင်မှုရမယ်ဆိုလို့ရှိရင်ခွဲတတ်သွားလိမ့်မယ်ခွဲတတ်သွားတဲ့အဆင့်ကိုရောက်သွားရင်ကျန်တဲ့ကိစ္စကအဲ အာပြောမယ်ဆိုရင်တော့အဲတိုက်မီတဝက်အောင်မြင်နေပြီပေါ့။နော်ကြံတဲ့ကိစ္စကတိတ်ပြီးတော့အားမထုတ်ရတော့